တငယ်ချင်းတို့အလုံးပဲမင်္ဂလာပါ Animus Anime ကနေပြန်ကြိုဆိုလိုက်ပါရတယ်ကျွန်နေ့နဲ့ဆက်ပေးမယ့် Anime ကတော့ Solo Leveling Season 2ရဲ့ Episode 11ထိပဲဖြစ်ပါတယ်ခေါင်းပြုတ်သွားလို့သတိထားကြရော့ကွာသူ့ဘာပြုတ်သွားခဲ့တယ်မင်းလားကွာသူလက်ခီသွားတယ်ခုထဲမှာကိုရီးယားဟန်တာတွေလည်းရှိန်ဖြုတ်နေကြကချာဟေအင်းကတီးလိုက်တယ်ဒီကောင်တွေကအယံကျန်းတယ်ကိစ္စမရှိပါဘူးကျွန်တော်ရှိနေတာပဲကိုတိုက်ပွဲတွေကိုကြောက်နေတဲ့အကောင်ကအခုတော့တကြွနေတာပဲမင်းတီလာဒီကောင်တွေကခေါင်းမရှိရင်တော့လှုပ်နေကြတော့မယ်အဲ့တော့လက်တွေပါဖြုတ်ပြရမယ်လေဒါနဲ့ငါတို့ကဘီယင်မားနဲ့ဝေးသေးတယ် လမ်းလည်းမသိဘူးစိတ်မှုဆံမှမလို့တာကျမကဒီနေရာကနေဘေးစက်တွေကိုအယုံခံနိုင်တယ်အဲ့မှာရွှန်းဟိုလဲသူ့ရဲ့အစွမ်းနဲ့လမ်းရှုပ်လိုက်တာအတွင်းဘက်အကျဆုံးမှာအဆောက်တွေအများကြီးနဲ့ပြေစိတ်ပြေမကိုတွေ့သွားခဲ့တယ်ဒီကောင်တွေက S-run လူကျန်းနဲ့ဒါပေမဲ့မင်းတို့နဲ့ဆိုရင်ငါတို့နိုင်မှာကိုသိနေတယ်သွားရအောင်သူတို့လည်းဘီယမားရဲ့နေရာကိုရောက်တော့ဘီယန်ကူကသူ့ရဲ့အစွမ်းနဲ့လမ်းသွားအောင်လုပ်ပေးလိုက်ပြီးမာဒုံစောကအကောင်ကိုချောင်းလုလိုက်ခြင်းနဲ့စတီးကြတော့တယ်ချွိုင်းလည်းမိတော့ကြီးတွေနဲ့တိုက်ခိုက်လိုက်ကရွှန်းဟိုလဲအကောင်ပြောင်းမိလိုက်ကြုံးနဲ့ မာတုံဆော့လည်းရှဲဖြုတ်နေကလင်မကတော့ညာနဲ့ရှဲပြစ်တယ်ချိုင်လည်းမီးနဲ့တာထားတုံချိုင်အင်းကဝင်ပိုင်းနေအဲ့ဒါကိုလိုက်လွင်နေပြီးဗျန်ကူကတော့ကင်မရာမန်ကိုသူ့ရဲ့နောက်မှာနေဖို့ပြောလိုက်တယ်တနိုင်ငံလုံးနဲ့စောင့်ကြည့်နေကြကကျုံးပြင်မှာတော့ခီဟွန်တို့လည်းစစ်ကူပေးဖို့စောင့်နေကြရတယ်တော်ရဲမှာတော့ဂျပန်ဟန်တာတွေလည်းတော်တော်နဲ့သူတို့လူတွေကိုလိုက်ရှာနေတော့အကျုံးခံရတာကိုတွေ့လို့တင်းသွားကခိုင်လဲနန်လို့အံမိလိုက်ပြီးရီကန်နဲ့ကလိုက်ပြီးမှလွတ်သွားခဲ့တယ် တာဝါတာလည်းသူတို့လူတွေကိုကူးပို့သွားနေတော့ပြက်စိတ်တအုပ်နဲ့တွေ့လို့ကျုံရပြန်တယ်။ဂူထဲမှာတော့ဘီယင်မားရဲ့အဆောက်တွေကိုရှင်းပြီးသွားလို့ဘီယင်မားနဲ့ကျုံရတော့တယ်။မာတုံဆော့လည်းကာလိုက်ပြီးလင်ကားမျှဖို့ရွာပေးတယ်။ဘီယင်မားလည်းအစစ်ကိုမှုထုတ်လိုက်လို့ကီကာနီမှာပြန်ကူကကူပေးလိုက်တယ်။ဘီယင်မားလည်းသူ့ရဲ့သားကိုလှမ်းခေါ်လိုက်ရင်းနဲ့တိုက်တော့ကာပေးလိုက်ပြီး ခြွင်ကမိခင်လိုက်တယ်။ထွက်ပြေးဖို့လို့တော့လှမ်းပစ်လိုက်ကပြန်ကျုံတော့ရုံးဟိုတို့ကချုပ်ထားလိုက်ပြီးချာဟဲအင်းကပြေးခုတ်တယ်။မှောက်သွားတော့ချာဟဲအင်းလည်းစွမ်းကုန်သုံးပြီးပိုင်းပစ်လိုက်တာ။ဘီယံမာလည်းလစ်သွားခဲ့တယ်။အဲ့မှာအကုန်လုံးလည်းပျော်နေကြပြီးချင်မန်ကိုလည်းမရှင်ပြီးသွားပြီလို့ပြောလိုက်တယ်။ဘီယံမာလစ်ပြီဆိုတော့ဂျန်တဲ့ကောင်တွေလည်းတနေ့အတွင်းလစ်သွားကြတော့မယ်။ငါတို့ရုံးဆော့အတွက်လက်စားချနိုင်ပြီးကွ။ပျော်နေကြတော့ဂျန်တဲ့ပြစိတ်တွေအကုန်ဂူထဲကိုပြန်ဝင်လာကြလို့ခြွင်ရဲ့အကလည်းပောက်သွားခဲ့တယ်။ခုနကဘီယံမာအော်လိုက်တာကစစ်ကူလန့်ခေါ်လိုက်တာထင်တယ်။သူတို့လာနေပြီ။အဲ့မှာပေးရစိတ်ဘီယံကြီးရောက်လာကသူ့ရဲ့အော်ရာကြအလုံးနဲ့လန့်နေကြပြီးမာဒုံဆော့ကိုအဖတ်တော်မလုပ်ပဲန ဲ့သူ့ရဲ့အမေစီကိုသွားတယ်။ဘီယမိုင်းအသားတွေကိုဆောက်လိုက်ပြီးခြာဟဲအင်းကိုပြေကျုံပေးလိုက်တာလွတ်တော့သွားခဲ့တယ်။မာတုံဆောက်လည်းပြေကျုံမှုလုပ်တာဒိုင်းလည်းကွဲသွားပြီးလည်းနဲ့ဖက်လုံးမှာဆွဲပြုတ်ခံလိုက်ရတယ်။ယူဟုကိုလည်းပိုင်းပေးလိုက်ပြီးခြွန်ကိုလည်းအသက်ခွဲပေးလိုက်တယ်။လင်းမြက်မြားကိုပါဖမ်းပြလိုက်ပြီးရှယ်ဒီဘုလုံးနေတော့ဘော်ဒီစားခံလိုက်ရတယ်။ကြိုက်လား။ငါတို့ရဲ့မော်ဆရာကခုပေးလိုက်တာလေ။ငါကိုဖျောက်ပြီးခုပေးမှရမယ်။ဒီအစွမ်းကိုတုံရင်လှုပ်လို့မရတော့ဘူး။ဒါပေမဲ့ငါရှိနေရင်ငါရဲ့အဖွဲ့က EC ပဲ။ဘီယင်ချီလက်မာတုံဆောက်ကိုကျောင်းနဲ့ကြွက်ထဲကလို့ကင်မောက်ပေးလိုက်တယ်။ပြီးတော့ကိုဖျောက်နေတဲ့ဆရာသမားကိုဂျီရိုနဲ့လှုပ်ပေးလိုက်ကပြီးတော့ ရုံးဟုတ်ကပြေးကြုံတော့အလောင်းနဲ့ပေါက်ပြီးလက်ဘင်းကိုညှင့်ရင်းနဲ့ပြေးလေနွားလေးပြေးလေမင်းတို့ကအရန်ဝိတယ်ငါတို့ဘီရင်မကိုလည်းရှော့လိုက်သေးတယ်ဒါနဲ့မင်းတို့ရဲ့ဘီရင်ကဘယ်မှာလဲဩကျန်တဲ့ကောင်ကအပြင်မှာပဲအပြင်ကိုပြန်သွားပြီးသူပြောတာကဂိုးသူကလားငါတို့အပြင်ကိုအခုထွက်မှဖြစ်မယ်ဂိုးသူတို့လည်းသူတို့ရဲ့လူတွေနဲ့ဆက်သွယ်နေတာမရလို့ထာဝရတို့ကိုသူတို့ရဲ့စုံရမှပြန်ဆုံမယ်လို့ပြောလိုက်ပြီး သူ့လူတွေလက်နေတာကိုတွေ့တော့ခောက်သွားခဲ့တယ်ဂျပန်ဟန်တာဥက္ကရာမာဆူမူတိုကဂိုတိုစီကိုဆက်သွယ်လာပြီးသူတို့လူတွေကိုအနေနဲ့တိတ်ဝများတာတွေကိုပဲလုပ်ဖို့ပြောလိုက်ကကိုရီးယားဟန်တာတွေကဘီယင်မားနဲ့တွေ့ပြီးအဆောက်အအုံပြတ်သွားလို့သူတို့ကခီသွားလောက်ပြီးလို့ဂိုတိုကပြောလိုက်တယ်မာဆူမူတိုလည်းကိုရီးယားအဖွဲ့တွေလစ်သွားလို့ပြတ်ဆုပ်ဖို့နဲ့ဒုတိယအဖွဲ့ကဂျီယူကျွန်းကိုရှင်ဖို့တပင်းလက်ပြမှာစောင့်နေကြောင်းပြောပြတယ်ဆက်ပြီးဂျပန်နိုင်ငံကစစ်တပ်တွေပြုံးတီးသွားတာကဂျပန်နိုင်ငံရဲ့ S-rank ကိုအောင်မြင်တဲ့ဂုဏ်ပေါ်ကိုရသွားမှလို့ပြောတယ်ရုတ်တရက်ဘီယင်ဂျီဝင်တိုက်လိုက်တာတယောက်လစ်သွားပြီးဂိုတိုလည်းသူ့ရဲ့လူကို Bravo အဖွဲ့ကိုခေါ်ပြီးဒုတိယလိုင်းကိုစောက်ဖို့မိန်ပေးလိုက်တယ် မင်းကဘယင်ကြီးလားဟုတ်တယ်ငါကဘယင်ကြီးပဲအော်ရာရီအများကြီးကိုလွတ်လိုက်တော့ဂျင်ဦးစီကလည်းအဲ့ဒါကိုခန်းစားခဲ့ဘူးတာကိုသတိရသွားပြီးဒါလည်းချိုးသွားခဲ့တယ်ခုထဲမှာခြိုင်လို့လဲပြည့်စိတ်ဆက်တဲ့ကြီးကိုခုခံနေကအရမ်းများလို့မျောလင်းချက်မဲ့နေတော့ရှဲရိုအာမီထွက်လာပြီးကာပေးလိုက်တယ်မြို့ထဲကဂျင်ဦးလည်းတခွက်ပြလိုက်တယ်အဆုံးထိရှုပေးခဲ့ကြတော့တကယ်ဂျင်တို့အလုံးကိုထူပကျုပ်တင်ရှိပါတယ်